ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘားလ17ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲပေါ်လာရင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့နေရီကန် viewer ကစစ်သားတွေစတင်ထွက်ပြေးပြီးတော်လန်ရေးတပ်တွေအပြီးသက်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ကြောင်းတင်ဆက်ပေးပါမယ်အော်ရကတ်တက်တော် A နဲ့မဟာမိတ်တပ်တွေတက်ခိုက်နေတဲ့နေရီကန် viewer တွေကစစ်ကောင်စီတပ်တွေစုခွာထွက်ပြေးနေပြီး တော်လိုင်းရဲ့တက်တွေကအပြစ်သက်ထိုးစစ်ဆင်းနေပြီလို့မြေပြင်စီးရေးတရင်ရှင်မြစ်ချုပ်ကပြောပါတယ်။ဗျူဟာရဲကကောင်တွေထွက်ပြေးကုန်ပြီးကြာသွားပြီလို့ဖယဲဒီအကြီးစားကည7:00နာရီလောက်ကသတင်းပို့တယ်။ရဲဘော်တွေလည်းဝင်တိုက်နေပြီးနေရကရပြီလို့ပြောလို့ရပြီလို့တရင်ရှင်မြစ်တယောက်ကဒီကနေ့မနက်ပိုင်းမှာပြောပါတယ်။အမ်ဘရန်လမ်းပိုင်းအနီးကလေချောင်းရံကာကွယ်ရေးအတွက်ရီဒါဘာတက်ဆင်ထားတဲ့ဗျူဟာမြောက်စခန်းဖြစ်တဲ့နေရကဗျူဟာကိုအေအေနဲ့မဟာမိတ်တပ်တွေကပြီးခဲ့တဲ့ဖေဗူလာလမှာစတင်ထိုးစစ်ဆင်ခဲ့တာပါ။ကာကင်စကဲကြီးဖြစ်တဲ့ MPD တာဝါရိုင်းဂုံးကို မက်ရှလာမှာတင်းယူခဲ့ပါတယ်မက်ရှလာ28ရက်နေ့စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်အေးအပါဝင်ညီနောင်မမိတ်၃ဘွဲ့ကငလင်အရေးပေါ်ကေစေကြီးနဲ့ပြန်လဲထူထောင်ရေးအတွက်လောက်နဲ့ချီပြီးထူးစစ်တွေကိုရှော့ချခဲ့ပါတယ်အဲဒီနောက်ပိုင်းထူးစစ်ကိုပြန်လဲမြင့်တင်ခဲ့ရမှာစက်တင်ဘာလနဲ့လက်ရှိအော်တိုဘာလဇန်မှာဂူဂျီစကန်နဲ့ဖိုက်တာဂုံးလိုအထက်ကာကင်စကန်တွေကိုတော်လိုင်းတက်တွေကထပ်မံသိမ်းပိုင်နိုင်ခဲ့ပါတယ်တိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီးနောက်ပြူဟာတွေကစစ်တပ်ရင်းတွေပေါ်ဆုတ်ခွာထွက်ပြေးတဲ့အခြေအနေရောက်လာတာလို့သိရှိရပါတယ် လက်ရှိမှာနေရီကန်ပြူဝါနဲ့စေမိုင်ကက်အကွာကကပ္ပဆာ14နဲ့လီကိုလီတရင်အနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။သုံးနေရာစလုံးကိုစစ်ကောင်စီကလီချောင်းကနေအပြင်းထန်ပုံကျင်းနေတယ်လို့သတင်းရရှိပါတယ်။နေရီကန်ပြူဝါမှာအမြောက်နဲ့လီချောင်းရဲ့ကာကွယ်စခန်းရှိပြီးပေ9000ကျော်မြင့်တဲ့နေရီကန်တောင်ပေါ်မှာအခိုင်အမာတိစောက်ထားတာလည်းဖြစ်ပါတယ်။အမ်ဘရန်လက်နဲ့နေရီကန်ပြူဝါကိုစစ်တပ်ကတက်မှကိုကုတ်ကိုတာဝန်ပေးပြီးခုခံခဲ့တာမှာဒုတိယနီးပြူဝါမှုအပါအဝင်အရာရှိတွေစစ်သားတွေအဖမ်းခံလိုက်ရတယ်လို့ အရာရှိကနေတသားထိတိတ်ဆုံဒဏ်ရာရသူများပြားပြီးအထိနာခဲ့ပါတယ်။တက်မကိုကိုအောက်ကတရင်တွေအထိနာတာကြောင့်နောက်တန်းကိုပြန်ပို့ပြီးရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့မှာအခြေစိုက်တဲ့စစ်စီကိုကဲမှုဌာနချုပ်စက်ကွန်စက်ကခစက်ကွန်လက်အောက်ကတရင်တွေကိုနေရကန်ပြူအားနဲ့အမ်ဘရန်လန်ကစစ်စကန်တွေကိုခုခံဖို့ထပ်ပို့ထားပါတယ်။ဒါပေမဲ့လည်းအေအူးဆောင်တဲ့တော်လန်ရေးတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကမခုခံနိုင်တော့ဘဲစကန်တွေစက်တိုက်ဆုံးရှုံးနေရတာလည်းဖြစ်ပါရခင်ဗျာ။ နောက်တင်ဆက်ပေးနေတာကတော့ကျင်းနီတူးနေတဲ့တရုတ်ရက်စီကုမ္ပဏီဒုတိယအကြိမ်လက်နက်ကြီးပစ်ခတ်ခံရတရုတ်ကပထမအကြိမ်လိုစက်ရုံလက်ပတ်မှုမရပဲပုံမှန်အတိုင်းကျင်းနီဆက်တူးနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရင်းမာပင်ခရင်စာလင်ကြီးမြို့နယ်ကျေးစင်တောင်ကိုဖြူချကကျင်းနီတူးနေတဲ့တရုတ်ပိုင်ရက်စီကုမ္ပဏီဂျမနီညနေပိုင်းကဒုတိယအကြိမ်ဖြစ်လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီးတရုတ်ကုမ္ပဏီဝင်းတဲ့ပောက်ကွေးတန်တချို့ကြားရတယ်လို့ဒေတာခင်တွေကပြောပါတယ်။အော်တိုဘာလ၁၀ရက်နေ့ညနေ၆နာရီခွဲအချိန်မှာ တရုတ်ရင်းစီကုမ္ပဏီဝင်းတဲမှာလက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပြီးပောက်ကွဲသံတုံးချက်ကြားရတယ်လို့ဆိုပါတယ်။ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုမသိရှိရသေးတယ်လို့ထိခိုက်မှုရှိမရှိကိုလည်းမသိရသေးဘူးလို့ဒေတာခန်တဦးကပြောပါတယ်။အတန်ကအတော်ကိုကြည်တယ်၊သုံးလုံးပောက်ကွဲသံကြားရပါတယ်။ကြားကြားချင်းကုမ္ပဏီကကားသံတွေရက်တယ်၊အော်အော်ဆွဲသံတွေစူညံနေတယ်လို့ဒေတာခန်တဦးကပြောပါတယ်။စက်တင်ဘာလ28ရက်နေ့ကလည်းအဲ့ဒီတရုတ်ပိုင်ရင်းစီကုမ္ပဏီကိုရှော့တိုက်လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံခဲ့ရပြီး ဂျင်းနီစက်ရုံဝင်းတဲ့ပေါက်ကွဲတံခုနှစ်ချက်ခန့်ကြာရပြီးနောက်တရုတ်တွေကဂျင်းနီတူတာကို၄ရက်ကြာရန်နာခဲ့ပါတယ်။ယခုဒုတိယအကြိမ်ပြစ်ခတ်ခံရပေမဲ့တရုတ်တွေကဂျင်းနီတူတာကိုမရက်တက်တော့ပဲမနေ့ကညပိုင်းပေါက်ကွဲမှုဖြစ်ပွားချိန်ခတ္တရန်နာကဒီကနေ့အော်တိုဘလ၁၇ရက်နေ့မနက်ပိုင်းမှာတော့လုပ်ငန်းတွေပုံမှန်အတိုင်းပြန်လည်လည်ပတ်နေတယ်လို့ဒေတာခန်တွေကဆိုပါတယ်။တရုတ်ပိုင်းဝမ်ပောင်နဲ့မြန်မာရန်စီကုမ္ပဏီတွေဟာစေအုပ်စုနဲ့ပေါင်းပြီးရင်းမှပင်နဲ့ဆန်လင်းကြီးမြို့နယ်မှာရှိတဲ့လက်ပရောင်းတောင်ကျေးစင်တောင်နဲ့ စပိတ်တောင်တွေကိုဖြိုကကျင်းညီတူးနေတာဖြစ်ပြီးစစ်အာဏာသိမ်းစကဝန်ထမ်းအများအပြား CDM မှာပါဝင်လိုက်တာကြောင့်တရုတ်တွေကျင်းညီမတူနိုင်ပဲကာလကြာရှည်လုပ်ငန်းတွေရပ်နှောက်ခဲ့ရပေမယ့်ပြီးခဲ့တဲ့လတွေအတွင်းမှာဒေသခံ NaN CDM ဝန်ထမ်း3000လောက်နဲ့ကျင်းညီတူလုပ်ငန်းတွေကိုပြန်လည်လည်ပတ်နေတာဖြစ်ပါတယ်။လက်ရှိမှာတရုတ်တွေတူးဖို့ထုတ်လုပ်ထားတဲ့ကျင်းညီတွေကိုစစ်အုပ်စုကစစ်သင်္ဘောတွေနဲ့တိတ်ထုတ်ပေးနေပြီးဝမ်ပောင်းလက်ဘရောင်းတောင်စီမံကိန်းကကျင်းညီတွေကိုစာလင်းကြီးနဲ့တတော်ကြီးရွာစိတ်ကန်းကနေတိတ်ထုတ်က ရင်းစီစပေတောင်ကျင်းစင်တောင်စီမံကိန်းကတူးဖို့ထွက်ရှိတဲ့ကျင်းဤတွေကိုတော့ကြောက်မြတ်တောင်ရွာစိတ်ကန်းကနေတဆင့်တိတ်ထုတ်နေတာလည်းဖြစ်ပါတယ်။အဲ့ဒီကျင်းဤစက်ယုံတွေမှာစေအုပ်စုကဂိတ်ဆောင်ပေးနေပြီးအဲ့ဒီဂိတ်အဆောင်စေအုပ်စုကရိတ်ခါပြက်ပြီးငတ်လာတိုင်းအနီးဝန်းကျင်ကရွာတွေကိုစီးနှင်းဝင်ရောက်မှွေနောက်ပြီးလူရဲမိရှူတာလမ်းပေါ်တက်ဂိတ်ဖွင့်ငွေညစ်တာခိုးရပါပစ္စည်းတွေနဲ့မူယူတောက်စားပြီးအနီးဝန်းကျင်ရွာတွေကိုလက်နက်ကြီးထုတာတွေထင်ထိုင်းကျကျွလွန်နေတယ်လို့ဒေသခံတွေကပြောပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့မဲစင်းမပြည့်စုံအချက်လက်ကွဲလွဲမှုရှိတယ်လို့စစ်ကောင်မရှင်ဝန်ခံခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စည်းရင်းများကြီးညာထားရမှာမဲစင်းမပြည့်စုံမှုအချက်လက်ကွဲလွဲမှုများရှိနေကြောင်းစစ်ကောင်မရှင်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးမြင့်ကြိုင်ကဝန်ခံပြောဆိုလိုက်ပါတယ်။ယမန်နေ့အော်တိုဘာလ10ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်မရှင်ရဲ့မြေပြင်ကွင်းစင်စည်းရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးမြင့်ကြိုင်က အဲ့ဒီလိုပြောဆိုခဲ့ခြင်းဖြစ်ပြီးဒီကနေ့အော်တိုဘလ17ရက်နေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများမှာဖော်ပြပါတယ်အချို့ဒေတာတွေမှာမဲစင်းမပြည့်စုံမှုအချက်အလက်ကွဲလွဲမှုနဲ့လိုအပ်ချက်များအနည်းငယ်ရှိနေသည်ကိုတွေ့ရှိရပါကြောင်းလို့ဦးမြင့်ကျိုင်ကပြောပါတယ်အဲ့ဒီလိုဖြစ်ရခြင်းမှာလက်ရှိအတီးပြုတ်လူဦးရေစည်းရင်းမှာဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့အကြောင်းအမျိုးမျိုးကြောင့်ရွှေပြောင်းနေထိုင်သူများဟာပြောင်းရွှေ့နေထိုင်ရာဒေတာတွေကိုအင်တောင်စုစည်းရင်းပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးတဲ့အတွက်ဖြစ်ကြောင်းလည်းအကြောင်းပြပါတယ် မဲစီရင်ကွဲလွဲမှုအနှဲငယ်ရှိနေခြင်းဖြစ်တယ်လို့ဦးမြင့်ကျန်ကဆိုပေမဲ့ကြန့်ခိုင်ရေးပါတီရဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဘူးလတ်လှဆွေကတော့စစ်ကော်မရှင်မဲစီရင်တွေတော်တော်များများမှားယွင်းနေခြင်းဖြစ်ပြီးရက်ကွက်အုပ်ချုပ်ရေးမှုရဲ့မိသားစုပင်မဲစီရင်တွေမှာမပါကြောင်းတိတ်ဆုံးသူနဲ့ပြောင်းရွှေ့သူများလည်းပြန်လည်ပါဝင်နေကြောင်းပြီးခဲ့တဲ့အော်တိုဘားလ9ရက်နေ့က၎င်းရဲ့လူမှုကွန်ရက် Facebook မှာတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့မဲစီရင်တွေကတ်ထားတာတွားကြည့်တယ်။တွားကြည့်တော့တော်တော်များများလွှဲနေတယ်။ဘယ်လိုလွှဲတာလဲဆိုတော့ 2020တုန်းကမင်းစင်အဟောင်းကြီးတွေလိုယူဆတယ်။အဲ့ဒါတွေပြန်ကပ်ပေးလိုက်တယ်။အခုအစ်စ်ပြန်ကောက်တဲ့ရကျေးအုတ်ချုပ်ရေးမှုတွေပြန်ကောက်တဲ့ဇင်းတွေမဟုတ်ဘူး။ကွာတာကတော်တော်ကိုကွာနေတယ်။900မှ300လောက်ကွာနေတယ်။ဒါကတိတ်မကောင်းဘူးပေါ့နော်လို့ဘူးလက်လက်ဆွေကစိုးပါတယ်။စစ်ကော်မရှင်ရဲ့မင်းစင်နဲ့ပတ်သက်ပြီးဘူးလက်လက်ဆွေအပြင်အခြားမင်းစင်တော်ရောက်ကြည့်ရှုခဲ့သူတွေကလည်းမင်းစင်များမှားနေကြောင်းလူမှုကွန်ရက်မှာထောက်ပြပြောဆိုမှုများရှိနေပါတယ်။ကျမကိုယ်တိုင်ကိုစလေလောင်းလျှောက်တော့မင်းစင်စစ်တာမပါဘူးဖြစ်နေလို့ လာဝကမှာသွားစစ်တော့ကျမအိမ်တောင်စုစရင်ပါပြောင်းနေပါတယ်စစ်တော့ပြီမှာပေါ်နေပါတယ်ကျမကတဲကုံမြို့နယ်စင်မီဆွဲမှာနေသူကကိုတိုင်လဲအိမ်တောင်စုစရင်မထွက်ပါဘူးပြီမှာလဲမဝင်ထားပါဘဲနဲ့ကျမမေစင်ပြောင်းနေတာအန်အောစရာပါလို့ပြည်တော်စုညီချင်းရေးနဲ့ညီညွတ်ရေးပါတီ UPUP ဥက္ကဋ္ဌဒေါ်စောယူမာက၎င်းရဲ့လူမှုကွန်ရက်မှာအော်တိုဘောလာ9ရက်နေ့ကရှင်းတာထားပါတယ်အဲ့ဒီနေ့ကကျမတွေမဟုတ်ပဲကျမနဲ့ပါတဲ့သူတွေစစ်တဲ့အခါမှာတယောက်ကပန်းတောင်ရောက်နေတယ် တယောက်ကသုံးမြို့နယ်မှာပေါ်နေတယ်တယောက်ကရန်ကုန်ရောက်နေတယ်အဲ့ဒီလိုအမားတွေဖြစ်နေပါတယ်လို့လဲဆိုပါတယ်မင်းစင်းမှောက်ရွေးမှုများထုတ်ပေါ်ပြောဆိုခံရပြီးနောက်လက်ရှိမှာစစ်ကော်မရှင်ရဲ့ပထမအကြိမ်မစ္စနာရှင်စီးရင်ကိုစက်တင်ဘာလ30ရက်နေ့မှအော်တိုဘာလ23ရက်နေ့ထိကြေညာမှာဖြစ်ကြောင်းသတ်မှတ်ထားရမှာအော်တိုဘာလ20ရက်နေ့ထိမင်းစင်းကြေညာထားမယ့်ရက်ကိုထပ်မံတိုးမြင်ခဲ့ပါတယ်တစ်ဖက်မှာလဲစစ်ကော်မရှင်ကမင်းစင်းတွားကြည့်ဖို့အချက်အလက်များမှားယွင်းနေပါက ပြင်းစင်လော်တင်သွင်းခြင်းတို့ကိုဆောင်ရွက်ရန်ထုတ်ပြန်နေပေမဲ့အဆိုပါမေဆင်းများအားတွားရောက်ကြည့်ရှုသူများနေပါလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုညှင်းပယ်ရန်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးရန်အာဆီယံကို NUG CRPH NUCC နဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များအပါအဝင်အဖွဲ့၂၀ကတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့မြည်သည့်ရွေးကောက်ပွဲကိုမဆူညှင်းပယ်ရန်နဲ့ အတိမတ်မပြုတ်ရန်နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအပါအဝင်အချက်၅ချက်ဆောင်ရွက်ပေးဖို့အာဆီယံကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွတ်တော်ကူစားပြုကော်မတီ CRPH NUCC နဲ့ကရင် KNU ချင်း CNF ကချင်း KPICT ကရင်နီ KNPP IEC အပါအဝင်တော်လှန်ရေးတပ်များနဲ့အဖွဲ့အစည်းပေါင်း20ကဒီကနေ့မှကြီးညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့အချိန်မှစတင်ပြီးမြန်မာအရေးအတွက်ဖြည့်ရှင်းပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ CRPH ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများတိုင်းရင်းသားရေးရာအတိုင်ပင်ခံကောင်စီများ Federal Union များနဲ့အခြားသောကိုစားပြုအဖွဲ့အစည်းများအပါအဝင်အထူးကသက်ဆိုင်သူအဖွဲ့အစည်းများအလုံးပါဝင်တဲ့ဆွေးနွေးပွဲများဇက်တိုက်လှုပ်ဆောင်ခဲ့ကြောင်းဒီကနေ့ထုတ်ပြန်တဲ့ကြေညာချက်ကိုအစပြုထားပါတယ်အဆိုပါဆွေးနွေးပွဲများနဲ့တိတိဆက်ဆက်မှုရေဟာမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအတဲကိုဖြည့်ရှင်းရေး အကြံဖတ်မှုများရက်စဲရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ရေးအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနဲ့စစ်တကစီစဉ်ထားတဲ့အတူအောင်ရွေးကောက်ပွဲကိစ္စကိုဖြည့်ရှင်ရေးမဟာပြည်ဝနဲ့အကြံပြုချက်တွေကိုအကောင့်ထဲပို့ရေးအားလုံးပါဝင်တဲ့ platform တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာအရေးဆွေးနွေးပွဲမှာအဓိကသက်ဆိုင်သူများအားလုံးကစစ်တကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာစိုးရွားလာတဲ့အခြေအနေပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုထားပြီးဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ ်လူအခွင့်အရေးကိုမြင့်တင်ရန်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြကြောင်းသိရှိရပါတယ်။အာဆီယံဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထဲပို့ရေးလက်ခံအတည်ပြုထားပေမယ့်လေဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထဲပို့ရေးအကန့်အသတ်များရှိနေမှုအပေါ်စိုးရိမ်ကြကြောင်းစစ်တပ်ကအရက်သားများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေပြီးအာဆီယံဗြိတိန်အပါအဝင်ဒီမိုကရေစီစံနှုန်းများကိုပျောက်ပျောက်တင်တင်လစ်လျူရှုလျက်ရှိကြောင်းသိရှိရပါတယ်။မလေးရှားနိုင်ငံကကမကတ်ထပြုလုပ်ခဲ့တဲ့မြန်မာအရေးဆွေးနွေးပွဲများမှာ စစ်တရေရွေးကောက်ပွဲကိုညှင်းပယ်ရန်တော်လန်ရေးတပ်များအကြစူးစီးညီညွတ်မှုတည်ဆောက်ရန်အာဆီယံကပြက်ပြက်သားသားအရေးယူဆောင်ရွက်ရန်အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုအကောင့်တွေပေါ်ရန်ဒေတာရင်းတင်ငင်အေဂျင်စီဆိုတဲ့ရည်ရွယ်ချက်၆ခုကိုရလဒ်များအဖြစ်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်ဆွေးနွေးတွေ့ဆုံပွဲများမှာစစ်တပ်ကိုတရားဝင်မှုလုံးဝမပေးရန်လဲသဘောတူညီထားကြောင်းသိရှိရပါတယ်။ထို့ကြောင့်အာဆီယံအနေနဲ့အကြံဖတ်စစ်တပ်ကပြုလုပ်မဲ့မြေတီရွေးကောက်ပွဲကိုမဆူညင်းပယ်ရန်နဲ့အတိမတ်မပြုရန် အယက်သားများအကျဉ်ဖတ်မှုမှကာကွယ်ပေးရင်အေးအေးယူဆောင်ရွက်မှုများချက်ချင်းလှုပ်ဆောင်ရန်စစ်တပ်ရဲ့အကျဉ်ဖတ်ရက်ဆက်မှုများပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ရန်ဒေါအောင်ဆန်းစုကြည်တမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်သားများအားလုံးကျွင့်ချက်မရှိချက်ချင်းလှုပ်ပေးရန်တောင်းဆိုပေးရန်တော်လိုင်းအဖွဲ့တွေကစူပေါင်းတောင်းဆိုထားပါတယ်။ရင်းပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရန်ပြက်ကွက်နေတဲ့စစ်တပ်ကိုတောင်းဝန်ခံစေရန်တတမန်ရေးအရအရေးယူမှု အာဆီယံအစည်းအဝေးများမှဖေရှားအရေးယူဖို့ စစ်တပ်ကအာဆီယံဘုံတဘောတူညီချက်ကိုအကောင့်ထည့်ဖော်ရေးနိုင်ငံတကာနဲ့အတူ PRP အရေးယူရန်တောင်းဆိုတာပါတယ်။အဆိုပါကြေညာချက်မှာ NUG, CRPH, NUCC တို့နဲ့အတူ ABSDF, CNF, KPICD, KNPPIAC, Montainda MSFC, NMSPED, PNFC, PNLO, ရန်ကုန်လွှတ်တော်ကဲ့သို့ Federal Unit များစုစုပေါင်းအဖွဲ့အစည်းနှင့်တပ်ပေါင်းစုစုစုပေါင်း20ခုပါဝင်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့တရုတ်ကုန်စီအပေါ်ကိုတရားရာဂိုင်းနှုန်းအခွန်တိုးကောက်ခံမယ်လို့ Trump ကြီးညာရှီနစ်ဆွေးနွေးပွဲများဖျက်သိမ်းမယ်လို့ချင်းချောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump ကစီးကျက်ခွန်တက်တိုးကောက်မှုနဲ့ရေးပါတဲ့ software များဆိုင်ရာ American ရဲ့ပို့ကုန်ထိန်းချုပ်မှုတွေဟာနိုဝင်ဘာလ၁ရက်နေ့မှာစတဲ့အသက်ဝင်မှာဖြစ်ပြီးတရုတ်ရဲ့အလွန်ရန်လိုတဲ့လုပ်ရက်တွေအတွက်တုံ့ပြန်မှုဖြစ်တယ်လို့ဆိုပါတယ်။ American တရုတ်ကုန်သွယ်ရေးတင်းမာမှုပြန်လည်ပေါ်ပေါက်လာတဲ့အတွက် American Stock Secret Nasdaq က3.6ရာခိုင်နှုန်းနဲ့ S&P 500က2.8ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။တရုတ်ဟာ Fentanyl ကုန်သွယ်မှုမှာပံ့ပိုးပေးနေကြောင်းနဲ့မမျှတတဲ့စီးပွားရေးလှုပ်ထုံးလုံးနီးတွေကိုကျဉ်းသုံးနေကြောင်း Trump ကစွပ်စွဲထားပြီး American ကလက်ရှိမှာတရုတ်ကုန်ပစ္စည်းတွေကိုစီးကျက်ခွန်30ရာခိုင်နှုန်းချမှတ်ထားပါတယ်။တရုတ်ကလည်းလက်တုံ့ပြန်အခွန်အဖြစ်10ရာခိုင်နှုန်းချမှတ်ထားပါတယ်။ Trump ကအခွန်အသစ်များချမှတ်မှုအကြောင်း Truth Social Media မှာ post တင်၍ချင်းချောက်ခဲ့ကြ။ တရုတ်ဟာမြေရှားတပ်တုပို့ကုန်ကဲ့သမှုအကြောင်းကြားစာတွေကိုအခြားနိုင်ငံများသို့ပေးပို့ခဲ့တယ်လို့ဆိုပါတယ်မြေရှားတပ်တုတွေဟာစမတ်ဖုန်းတွေနဲ့လျှက်စစ်ကင်မရာများသည့်စစ်ဘက်ဆိုင်ရာပစ္စည်းများနဲ့ပြန်လည်ပြဖြိုးမြဲစွမ်းအင်ဤပညာများထုတ်လုပ်ရေးမှအရေးပါပြီးတရုတ်ကထိုတပ်တုတွေကိုထုတ်လုပ်မှုကိုထိန်းချုပ်ထားပါတယ်ကမ္ဘာကိုချုပ်ကင်ထားဖို့တရုတ်ကိုခွင့်မပြုသင့်ဘူးတရုတ်ရဲ့ယက်တီချက်ကအတော်လေးရန်လိုတယ်လို့ထရမ့်ကဆိုပါတယ်တောင်ကိုရီးယားမှာယခုလနောက်ပိုင်းမှာကျင်းပမဲ့ APEC ထိပ်သီးအစည်းအဝေးမှာ ရှီကျင်းဖြစ်တဲ့တွေ့ဆုံမဲ့ကိစ္စကို Trump ကပြန်လည်စဉ်းစားနေတယ်လို့လည်းဆိုပါတယ်။ယင်းဟာ Trump ဇန်နဝါရီလမှာအာဏာပြန်ရလာပြီးကတည်းကကမ္ဘာစီးပွားရေးအင်အားကြီးဆုံးနိုင်ငံတစ်ခုအကြားပထမဆုံးတွေ့ဆုံမှုဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့နောက်နှစ်ပတ်လောက်နေရင်တောင်ကိုရီးယား APEC ထိပ်သီးအစည်းအဝေးမှာတရုတ်သမ္မတရှီနဲ့တွေ့ဖို့စီစဉ်ထားတာအခုတော့တွေ့เสียအကြောင်းမရှိတော့ဘူးထင်တယ်လို့ Trump ကလူမှုကွန်ရက်မှာ posting ရေးသားခဲ့ပါတယ်။နောက်ပိုင်းမှာ Trump က"သူနဲ့အစည်းအဝေးကိုမဖြတ်ပါဘူး။လုတ်ဖြစ်မလားတော့မသိသေးဘူး။" ဘာပဲဖြစ်ဖြစ်အဲ့ဒီမှာတော့ရှိနေမှာပါအစည်းအဝေးလုတ်ဖြစ်လောက်မှာပါလို့သတင်းတောက်တွေကိုပြောခဲ့ပါတယ်မီရှာတတူပို့ကုန်ကက်တက်မှုအကြောင်းကမ္ဘာနိုင်ငံတွေစီကိုစာများပို့ခဲ့တဲ့တရုတ်ရဲ့လူရက်ကိုလည်းနားမလည်နိုင်ကြောင်ထရမ့်ကဆိုပါတယ်တရုတ်မှာအရင်ထူးဆန်းတဲ့အရာတွေဖြစ်ပြနေတယ်သူတို့ တော်တော်လေးရန်လိုလာတယ်လို့ထရမ့်ကဆိုပါတယ် TikTok ကို American တင်းကျုံမှုအောက်ထားနိုင်ခဲ့ကပြီးခဲ့တဲ့6လမှာတရုတ်နဲ့ဆက်ဆံရေးကောင်းမွန်ခဲ့ပေမဲ့လေတရုတ်ဟာလိမ့်စားနေတယ်လို့ထရမ့်ကဆွဆွဲခဲ့ပါတယ် American ကတရုတ်နဲ့ဆက်နွယ်နေတဲ့ ်တင်းမော်တွေအတွက်အခကျင်းငွေများပေးဆောင်ရန်ဧပြီလကကြေညာခဲ့ပြီးတရုတ်ကလည်းအမေရိကန်မှသို့မဟုတ်အမေရိကန်မှတိစောက်ထားတဲ့တင်းမော်တွေကိုအထူးစိတ်ကမ်းအခကျင်းငွေကောက်ခံမယ်လို့တောက်ကြနေအစောပိုင်းမှာ ပြောကြခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ ကျွန်တော်တို့တော်လန်သတင်းဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ။